မလ19ရက်2025တွင်အမေရိကန်လူဝင်မှုကြီးကြရေးနှင့် အခွန်ကောက်စီချမှုဒီ .town တက္ကသိုလ်မှအိန္ဒိယသူတေသည်ဘာတာခန်စူရီကိုဖမ်းဆီးခဲ့သည်စူရီသည်ဗာဂျီးနီးယားရှိ၎င်း၏နေအိမ်မှဟာမတ်စ်ဝါဒဖြန့်ချီရေးနှင့်ဂျူးဘာသာရေးဆိုင်ရာအကြောင်းအရာများကိုဆိုရှယ်မီဒီယာတွင်မျှဝေသည်ဟုဆွဆက်ခံထားရသည် ဆူရီဒီပါလက်စတိုင်းအမေရိကန်မျိုးသမီးတူဦးနဲ့လက်ထပ်ထားပြီး၎င်း၏ရှင်းနေကသူမ၏အထောက်အထားနှင့်ကာကွယ်ပြောဆိုမှုကြောင့်ပြစ်မှတ်ထားခံရသည်ဟု၎င်း၏ရှင်းနေကခိုင်မာဆိုသည်ဆူရီအီဇနီမဖီဇီဆလာဒီဂါဇာတွင်မွေးဖွားပြီးတချိန်ကအဲဂျာဇီရာတွင်အလုပ်လုပ်ခဲ့သောကြောင့်ဟာမတ်စ်များ၏အဆက်အသွယ်ရှိကြောင်းပွေဖန်သူများကဆွဆွဲခဲ့သည်ဆူရီကိုတူမီရာဇူနဲ့မိုင်းတထောင်ကျော်ဝေးတဲ့လူစီယာနာရှိထိန်းသိမ်းရေးစခန်းတစ်ခုစီတို့ပို့ထားလိုက်သည် ၎င်း၏ရှင်နေများက၎င်း၏ဖန်ဆီမှုသည်လွတ်လပ်စွာပြောဆိုခွင့်နှင့်လုပ်ငန်းစဉ်ဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်သည်ဟုငင်းခုံကနေရာသို့ပြန်ပို့ခြင်းကိုရပ်တန့်ရန်ကြိုးပမ်းနေကြသည်သူမရာဇဝမှုပန်တမ်းမရှိတလို့အမေရိကန်မှာတရားဝင်ဗီဇာနဲ့စစ်နေသူသူတို့ကပြောကြသည်။ဟာမတ်စ်တို့နဲ့ပတ်သက်မှုရှိသည်ဟုဆွဆွဲခံထားရသောသူတွေ၏ဗီဇာကိုရုတ်သိမ်းလိုက်သောအမေရိကန်အစိုးရမှပြောကြားတော်လဲ ရာဇဝမှုဆိုင်ရာအထောက်အထားများမရှိကြောင်းတကောင်းရှိရင်များကပြောကြားခဲ့သည်ဂျော့ချ်တောင်းတက်သူမှစူရီသည်ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာသူတည်တနာသူပညာရှင်ဖြစ်ပြီးတရားမဝင်လှုပ်ရှားမှုများတွင်ပါဝင်ခြင်းမရှိကြောင်းပြောဆိုသည်ဤကိစ္စတွင်လွတ်လပ်စွာပြောဆိုခွင့်နှင့်ပညာရေးလွတ်လပ်ခွင့်အတွက်စိုးရင်ပူပန်မှုများဖြစ်ပေါ်စေသည့်ဣဇရေးစံချင်းရေလှောင်မှုများကိုဖြည့်ရှင်းရန်အမေရိကန်စူရာကြီးကြီးမားသောကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည် အလားတူအမှုများတွင်ကိုလံဘီယာတက္ကသိုလ်ကျောင်းသားတအူးနှင့်ဖန်စီထိသိမ်းခြင်းတို့မှပြည်နေတိုင်းခံခဲ့ရသောလက်ဗနွန်ဆရာဝန်တအူးကိုပါဝင်သည်ဆူရီအီစနေမြားက၎င်းချုံနောက်မှုသည်တရားမျှတမှုမရှိကြောင်း၎င်း၏အမြင့်များကြောင်းသူ့ကိုအပြစ်ပေးရန်ရည်ရွယ်သည်ဟုဆိုသည်လက်ရှိတွင်ဂျော့စတောင်းတွင်တင် जा တင် जा နေပြီးပမောကဖိလာရန်မျှော်လင့်ထားသည်ရင်ချင်းနေသည့်၎င်းတို့၏နိုင်ငံရေးအမြင့်များသို့မဟုတ်မိသားစုဆက်နွယ်မှုအပေါ်ခြေခံ၍ဦးချင်းစီအား ပြမထားရန်လူဝင်မှုကြီးကြရေးဥပဒေများကိုအသုံးပြုခြင်းနှင့်ပတ်သက်၍အခြေတင်ဆွေးနွေးမှုများဖြစ်ပေါ်စေသည်။ဆူရီဒီအရှိအလယ်ပိုင်းနှင့်တောင်အာရှတွင်ဘာသာရေးအကြံဖက်မှုနှင့်ငြိမ်းချမ်းရေးတို့ကိုလေ့လာနေသည့်တက္ကသိုလ်မှဖြစ်သည်။အာဖဂန်နစ္စတန်နှင့်အီရာတို့တွင်ဒီမိုကရေစီရေးကြိုးပမ်းမှုများကိုအာရုံစိုက်ကအိန္ဒိယတွင် PhD ရရှိခဲ့သည်။သူသည်ပြည်ပကဖြစ်ပေါ်ရာဒေသများသို့လည်းတွားရောက်ခဲ့သည်။ ဂျော့စတောင်းတက္ကသိုလ်မှဆူရီဒီအီရန်နဲ့အာဖဂန်နစ္စတန်တွင်ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာသုတေသနပြုရန်အမေရိကန်သို့ဒေဂျေဝင်းရောက်လာသည့်အိန္ဒိယနိုင်ငံသားဖြစ်ကြောင်းပြောကြားခဲ့သည်၎င်းတို့ကသူ့အနေဖြင့်မိသည့်တရားမဝင်လှုပ်ရှားမှုကိုများမသိကြောင်းနှင့်သူ့ကိုဖန်ဆီးထားရခြင်းအကြောင်းရင်းကိုမသိကြောင်းပြောကြားခဲ့သည်။တက္ကသိုလ်သည်ညင်ပွားပွဲရာအကြောင်းအရာများတွင်ပင်လွတ်လပ်စွာပြောဆိုခွင့်နှင့် အခြေတင်ဆွေးနွေးမှုများကိုပံ့ပိုးပေးပြီးတရားစီရင်ဆေးစနစ်တည်၎င်း၏အမှုကို တရားမြတ်သားစွာကိုင်တွယ်ရန်မျှော်လင့်ပါသည်